မင်္ဂလာပါကြောကြောလင်းပါမင်္ဂလာပါတန်းထူဦးပါ startup to scale ကနေပြန်လဲကြိုဆိုလိုက်ပါတယ် sorry ပါအဲ့ဒါလည်းနေတာလေနော်ပွဲဆက်တွေများတယ်လို့ okay ပါကြောကြောကြီးကြောကြောကြီးဆိုတော့ကျွန်တော်အထောက်ပေါ့နော်ခွန်တောက်တွေလုတ်တလို့ပဲအဲခွန်တောက်လေးလုတ်တော့ပေါ့တော့ဒီဒီ season လေးကိုကျွန်တော်တကယ်အားရတယ်အားရရဆိုတာဟာပေါ့နော်ဟောကျွန်တော်တို့ကို negative နဲ့မဟုတ်ဖဲနဲ့တကယ်ကို constructive ဖြစ်တဲ့ အဲအပီဘောဆောင်ပြီးတော့ဆွေးနွေးတဲ့လုပ်ငန်းရှင်တွေလည်းအများကြီးတွေ့ရတော့ကိုကိုအားတက်တာပါတော့အဲအကြောင်းနေမကောင်းတဲ့ကြားလေးရလဲပွဲကရတော့โอเคဆိုတော့အပြောပါဆိုကျွန်တော်တို့ဒီစိမ့်စိအများကြီးအာလှုပ်ထားပြီးပါပြီအဲဒီစီဝိုင်းနဲ့ပတ်သက်ပြီးတော့အော်အခုကျွန်တော်ဆွေးနွေးဆွေးနွေးနေပေါ့နော်အဲမရှိမဖြစ်အကုန်လုံးကတော့မရှိမဖြစ်ပါပဲအဲ့တော့အဲ့ဒီမှာ marketing ရဲ့အဝင်းဝိုင်းလည်းမလို့ပြောရမလားဆိုရင်းမဟုတ်ပေါ့နော်ဘယ်နေရာကလည်းဟေးစတယ်လို့ပြောရမလားမလို့နော်ကျွန်တော် ကျွန်တော်ကွန်ပျူတာတစ်ခုဟောဆရာပါလူတွေသိကြည့်မယ်ဆိုတော့ရှင်ရေအဲသူရဲ့အမှတ်သားတစိမ့်တွေမဖြစ်မနေပေါ်ဆောင်းတာဟုတ်နော်အဲအဲ့ဒီအဲ့ဒီအဝေါ်ဝိုင်းလေးကဘလောက်အေးပါတာလေဘလို့ချင်းကက်တင်တာလေဆိုရဟာလေးကိုတော့ကျွန်တော်လည်းဒီနေ့အာ share ပေးဖို့ပဲကျွန်တော် request လုပ်တယ်နော်အာကိုတာလူပြောတာဒီလိုဖြစ်လိမ့်မယ်အာကုံမတ်တစိ့ဖန်ပြီးချင်းကုံမတ်တစိ့ဖန်ရင်တော့ logo တွေပါတယ်ရာအဲဒါမျိုးတွေပေါ့နော်ဟုတ်ဟုတ် အဲ့ဒါအရေးကြီးတယ်။ဘာကြောင့်လဲလို့ပြောရင်ဟိုကျွန်တော်တို့အများအားတင်စားပြီးပြောနေသလိုပဲစီးပွားရေးလုပ်ငန်းတစ်ခုကကိုယ့်ရဲ့သားသမီးကဲ့သို့ပေါ့နော်။သားသမီးလိုပဲလို့ကျွန်တော်တို့တင်စားသလိုပဲ။အဲ့တော့ကိုကလေးတွေကြိုင်လဲနာမည်လှလှလေးတွေပေးတတ်ကြတယ်။အာဟင်းကိုကလေးတွေကြာလဲနာမည်လှလှလေးလေးလုံးနေငါးလုံးနေတော့လေ၆လုံးနေယထာယထာယထာပေါ်ယထာလွတ်မဲ့နာမည်လေးအဲဆိုလို့ရှိရင်ကိုစီဝါရေးလုပ်ငန်းကြာရင်ရောကိုစီဝါရေးလုပ်ငန်းမှာလဲတကယ်နာမည်ကအာမှတ်မိလွယ်မဲ့ဆွဲဆောင်မှုရှိတယ်ဒီကောင်ရင်ကိုလုပ်ငန်းသဘောတူအောင်နဲ့ကန့်ညီတယ်ဒါမျိုးဖြစ်တဲ့နာမည်မျိုးပေးတင်တာပေါ့ဗျာကောင်းတာပေါ့ဟုတ်တာပေါ့ ျွန်တော်ကျွန်တော်တမတ်မိသေးတယ်ကျွန်တော်ဟိုအိန္ဒိယဇာကတကအမေသားကြီးအာမီခန်ရဲ့ဇာကတော့ PK ဆိုတဲ့ဇာကတဲ့မှာကျွန်တော်ကျွန်တော်ကျွန်တော်ဒီထဲမှာပဲပြောဦးတယ်ထင်တယ်။သူကသူ့ကိုဖျားတွေ့ရောလို့အထုပ်အဝါကြီးဆောင်းထားတယ်ဆိုတာလေ။အဲဟိုလာမန်တူပေါ့နော်။ဒါတော့ဒီမှာတော့ကျွန်တော် ကုမ္ပဏီစိတ်ကိုဖန်တီးတယ်ပြီးတော့ရင်အာကိုယ့်ရဲ့နာမည်ပေါ့နော်။ဒါပေးရကုမ္ပဏီနာမည်ဒါမှမဟုတ်အဖွဲ့အစည်းနာမည်ပေးတယ်ပေါ့။အဲ့တော့တချို့နေရာတွေမှာဆိုလို့ရှိရင်လုပ်ငန်းနဲ့နာမည်နဲ့မကိုက်နေတာမျိုးတွေရှိတယ်။ဟုတ်တယ်။အဲကြည့်လိုက်ရင်ဒါ SFU ပေါ့နော်။တမျိုး ဒါတော့တို့တော့ဘလို့စိတ်ကူးနဲ့စိတ်တန်းနဲ့ပေးတယ်လဲတော့မပြောတတ်ဘူးပေါ့နော်ကိုယ်တည်းကြည့်လိုက်လို့ရှင်တော့မကဲဥမာစားတော့ကုန်လုပ်ငန်းဒါပေမဲ့ပေးထားတဲ့နာမည်တမျိုးဖြစ်နေတာမျိုးအဲ service လုပ်ငန်းဒါပေမဲ့ပေးထားတဲ့နာမည်ကြီးကအရင်နှုတ်နေတာမျိုးစသဖြင့်ပေါ့နော်ဟုတ်တယ်ကျွန်တော်ကျွန်တော်တကယ်တကယ် share ပါဗျာကျွန်တော်ငငယ်တော့ကကျွန်တော်အဖေကရွှေသွေးဖတ်ခါတော့ကျွန်တော်ရွှေသွေးဖတ်ရွှေသွေးဖတ်တော့တိတ်နားမလဲဘူးပေါ့နော်စာစာဖတ်တဲ့အလေးကြီးရှိရှိအောင်ဆိုတော့ကျွန်တော်ဖတ်တယ်အခုမှသွားတတိယတော့အဲ size ရာကတ်တုန်းနဲ့ရေးထားတာက ကျွန်တော်တို့ဟိုဘာဒီဒီပွဲုံနေပါဆိုလို့ရှိရင်တို့ကရောင်းဝယ်ရေးလိုပဲရေးကြတာပေါ့နော်။ဘာရောင်းဝယ်ညာရောင်းဝယ်ရေးဆိုရဲဟိုဟာဒီပါတာရှားတယ်။ဟိုရင်တော့ကလည်းသူကစိုင်းနာမေးကမြစ်တာ။သူလည်းပွဲကြတော့တာပေါ့။ဆိုတော့မြစ်တာရောင်းဝယ်ရေးပေါ့နော်။ ိစ္ဆာရောင်းဝယ်ဆိုလို့ဝန်ဆောင်ပြီးပါတယ်တဲ့အဲသူကအထက်ကဖွားကြီးရဲ့ရုပ်ကအပေါက်ဆိုးနေတာပေါ့နော်အဲ့ဒါလေးသူကတတိယဟုတ်တယ်ကိုတော်လေးမကတ်တဲ့ဟာလေးအများကြီးရှိတယ်ဟုတ်ပါဟုတ်ပါကျွန်တော်စဉ်းစားမှာကျွန်တော်တို့ပေးတဲ့နာမည်ဒီကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းနဲ့ asset တွေအာဒီနာမည်ကိုကြားလိုက်တာနဲ့ကိုယ့်လုပ်ငန်းနဲ့တွဲပြီးတော့မှတ်မိစေမယ်ဆိုတဲ့အမျိုးပေးတင်တယ်လို့ပြောပါအောင်ဆိုတော့ပါပါပါတော့ပေါ့ပါတော့ကျွန်တော်တို့ကြုံမှုတယ်နောက်တစ်ခုပေါ့နော်ကျွန်တော်ကြုံတဲ့ဟာတွေများတယ်ဆိုတော့ကျွန်တော်ကျွန်တော်ဟိုမှာချမ်းတနေမှာကျွန်တော်လုံးလို့တော့ ကျွန်တော်စားသဆိုင်ဆိုင်စားတော်တော်ကောင်းတယ်ကြာတော်တော်လေးကောင်းတယ်အမတ်တမ်းမဲ့စားဘူးလေသူ့ပြင်မဲ့ကျွန်တော်အစ်စ်ကျွဲလေးမြို့မို့ကြတော့အဲ့ဆိုင်လည်းမဲ့ကျွန်တော်မမတ်မိတော့ဟာနာမည်ကတအားရှုပ်တာအေးအေးအဲ့ဒါအဲ့အဲ့ဒါမျိုးဟာလေးလဲခွင်လန်းရော့တက်တယ်ပေါ့နော်ရှုပ်တယ်လည်းရှိတယ်နောက်တစ်ခုကခေါ်ရခက်တာခေါ်ရခက်တာအေးခေါ်ရခက်တာအမခေါ်ရခက်တာဒီလိုပြကျွန်တော်အဲ့ဒီတောင်အာဖရိကစန်တန်မှာကျွန်တော်ကအာကိုစီပြဝဲတစ်ခုသွားတော့အဲ့ဒီကဟိုစတိတ်ဆိုင်ကအရန်ကောင်းလာဒါပေမဲ့သူတို့က ပြင်သစ်နာမည်ကြီးပေါ့နော်ပြီးထားတော့ကျွန်တော်ကျွန်တော်နဲ့အတူတူသွားတဲ့ဒီစင်ဝတ်လူတွေကျွန်တော်အဲ့ဒါကိုညွှန်းကျင်တာဒါပေမဲ့ခေါက်ခတ်တော့တော်မညွှန်းဖြစ်တော့ဘူးပေါ့နော် yes အဲ့ကောင်းတယ်ကောင်းတယ်ကိုကျွန်တော်ကထောက်ပြတဲ့ဟာလေးကောင်းတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့လုပ်ငန်းနဲ့သဘောတဝါဝါနဲ့ကိုက်ညီတဲ့ matching ဖြစ်တဲ့ဒါမှမဟုတ်ကြားလိုက်လို့ရှင်ဒီလုပ်ငန်းတွေပါဆက်ဆက်ပြီးမြင်မဲ့ပြီးရင်ခေါ်ရလွယ်ကူတဲ့နာမည်မျိုးပေးတင်တယ်ပထမဆုံးပြောချင်တယ်နောက်တစ်ခုပြောချင်တာကြတော့ကျွန်တော်တို့ဒီမှာအမှုမဲ့မဲ့ထားထားပြီးတော့ company နာမည်ပေးတယ် လူကိုဖန်တီးရလို့တိတက်မရှိကြတော့နာမည်တခုပေးလိုက်တယ်အဲ့နာမည်စာသားပဲအဲစာသားပဲဖြစ်နေပြီးတော့ဥမာအများသားပြင်ဆိုမွေးငါးဆိုင်လိုလိုမျိုးပေါ့နော်အဲဒါမှမဟုတ်လို့ရှိရင်တခြားဆိုစာသားလေးပဲပေးလိုက်တာအစစမှာစာသားလည်းပေးလို့ရတယ်အဲဒါမှမဟုတ်ရင်စာသားနဲ့လိုဂိုနဲ့တွဲမှာလားဒါလည်းစဉ်းစားရမယ်ပေါ့နော်အဲ့တော့လိုဂိုအမှတ်တစိုက်လေးဥမာနိုင်ငံတကာကုမ္ပဏီတွေဆိုပြီးလိုဂိုမထောက်တော့ဥမာ Toyota Honda ပေးလိုက်တယ်ဆိုလိုဂိုမြင်တာနဲ့ဘာမှလည်းသိတယ်ဒီစာနဲ့လိုဂိုနဲ့တွဲထားလည်းသိတယ်ခွဲထားလည်းသိတယ်ဒီပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကလိုဂိုကိုလည်း အဲကျွန်တော်တို့တည်တည်ချာချာဖန်တီးတင်တယ်စာသားအနေနဲ့ဖန်တီးမယ်ဆိုလဲစာသားလိုဂိုတွေသွားလုပ်လို့ရတယ်လိုဂိုအမှတ်တစိတ်ပုံပန်းတရံနဲ့လဲဖန်တီးမယ်ဆိုလဲဖန်တီးထားတင်ဖန်တီးတာဘာကြောင့် represent လေနော်ကျွန်တော်ကျွန်တော်နားလဲတော့ဆို represent လေဥပမာဗျာဟာတာလေးဘီဟာတာဗီဒီယိုမှာတွေ့ရတယ်ဂလူးဂလူးဆိုပြီးတော့ဘလိုပဲပြောပြောကျွန်တော်က gene တွေ့တာနဲ့ Google ဟုတ်ဟုတ်အဲ့ဒါကအဲ့ဒါကဒီခုနကကိုကျော်လင်ပြောတဲ့ logo တွေရဲ့ represent representative ကသူ represent လုပ်တဲ့အင်အားကြီးသွားတော့အဲ့လိုဖြစ်သွားတာဟုတ်တယ် logo ကရှိကိုရှိတယ်ဟုတ်တယ်သူကအဲ့ logo ဖန်တီးတဲ့အချိန်မှာ logo ရော company name ရောပြီးတော့လို့ရှင်သူကအဲ့ဒီ customer ရဲ့ mind ကို associate လုပ်လိုက်တာ yes အဲအဲ့လို associate လုပ်လိုက်ကြတာခဏခဏပြောလို့ပဲ G ဆိုတာမြင်လိုက်တာနဲ့ Google glue glue ပြောလဲအဲဒီအမြင်လိုက်တာနဲ့ Google ဆိုတာမျိုးသိတာမျိုးပေါ့နော်အဲတချို့ဆိုရင်အယောင်ကိုမြင်လိုက်တယ်အပြာနဲ့အဝါနဲ့ဆက်တယ်ဆိုရင်ကုမ္ပဏီကိုတန်းမြင်လိုက်တာမျိုးအဝါနဲ့အနီနဲ့ဆက်ထားတယ်ဆိုရင် ဘယ်ကုမ္ပဏီဆိုတာမျိုးတမ်းမြင်လိုက်တာမျိုးဒါကကာလာနဲ့ပါအဆူဆေးလောက်တာမှန်တယ်မှန်တယ်လူတွေကလူတွေကသူတို့သူတို့သူတို့ရဲ့မှတ်မိနိုင်တဲ့ဟောတော့ဟောသူတို့မှတ်မိနိုင်တဲ့ annually မှတ်မိနိုင်တဲ့အပိုင်းတွေကိုဆိုမှတ်သွားကြတာဟုတ်လို့เนาะအဲ့အဲ့ဒီမှာအခုနကပြောတဲ့ associate ဖြစ်တဲ့ဖြစ်သွားတဲ့ဟာကဒီ company တစ်ခုရဲ့အဲဒီ company တစ်ခုရဲ့နာမည်တွေသူဘာလုပ်တာလဲဆိုတာဟာတွေဟာသူ့ရဲ့ logo တွေအဲ့ဒီဟာတွေတကယ် associate တော့ဒီကုမ္ပဏီကာတာလေးကိုမှတ်မိလိုက်တာကြည့်လိုက်တာလည်းအော်သူကဘာလုပ်တာဆိုတာတမ်းပြီးတော့သိသွားအောင်ပေါ့နော်။ဟောကောင်းတယ်ကုမ္ပဏီမတ်လစိတ်လို့ကာတာလို့ပြောရင်းနဲ့ဆက်ပြောရမှာပေါ့နော်။ဒါကျွန်တော်တို့တော့ဒီဘိုင်းကကျွန်တော်တို့ရဲ့ expert ဆိုမဟုတ်ဘူး။ဒါပေမဲ့လည်းကျွန်တော်တို့မြင်သလောက်သိသလောက်လေးကိုထပ်ပြီးတော့အကြံပြုတာပေါ့နော်။တကယ်တမ်းကိုလုပ်ငန်းအတွက် logo တွေကုမ္ပဏီမတ်လစိတ်တွေဒါတွေဆွဲရဆိုရင်တော့ဒီဇိုင်နာတွေနောက်ပြီးလို့ရှိရင်ဒီဇိုင်နာတောင်မှပဲဒီလိုမျိုးအာ branding တွေတည်တည်ချာချာလုပ်ပေးတဲ့ logo တွေတည်တည်ချာချာဆွဲတဲ့ designer တွေနဲ့ဆွဲဖို့လိုမှာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်အယောင်ကိုနည်းနည်းပြောရှင် ။အဲအလှပကြိုက်တယ်ဆိုတာအယောင်ပြောပေါ့။အဲ့တော့ဟိုထားပါတော့ဗျာ။အယောင်ကကိုယ့်လုပ်ငန်းသဘောတဘာဝကဥမာကျွန်တော်တို့နဲ့ပဲပြောကြည့်အောင်ကျွန်တော်တို့က high concert defense ဆိုပြီးလုပ်ထားတယ်။ကျွန်တော်တို့ရဲ့ concerting ဆိုတော့ကျွန်တော်တို့ကိုယုံကြည်မှုရှိမှကျွန်တော်တို့နဲ့လက်တွဲအလုပ်လုပ်ကြမှာ။ဒါဆိုကျွန်တော်တို့ရဲ့ logo အယောင်ကအပြာယောင်။ဟော high ရဲ့အပြာ logo အယောင်ကအပြာယောင်။ company name ကအပြာယောင်ပေါ့နော်။ high ဆိုတာလေ။ဘာကြောင့်ဆိုတော့အပြာရောင်ကယုံကြည်မှုကိုဖြစ်စေတယ် trust ကိုရစေတယ်အဲဒီဟာလေးလည်းကျွန်တော်တို့က color ရဲ့ psychology တွေကိုလည်းကျွန်တော်တို့သိထားဖို့လိုတယ်အပြာရောင်က trust ဆိုတဲ့ယုံကြည်မှုကိုရစေတယ်အဲအဲ့လိုမျိုး service ပေးတယ်ယုံကြည်မှုကိုတည်ဆောက်အောင်လုပ်ငန်းမျိုးဖြစ်တယ်ဆိုတော့အပြာရောင်ကိုသုံးသင့်တယ်ဆိုတဲ့ဟာမျိုးပထမမလို့ရှိရင် excitement ဖြစ်စေတယ်အာကျွန်တော်တို့ကထားပါတော့ gym လိုဟာမျိုးဖြစ်မယ်တခုခု activity sport တွေပါတိုင်းလုပ်တဲ့ဟာမျိုးဆိုအနီရောင်လိုဟာမျိုးကိုသုံးသင့်အဲ့ဒါမျိုးပေါ့နော်လုံးလုံးကြီးနီးရဲနာမျိုးမဟုတ်ပါဘူးနော်အနီများများဒါမှမဟုတ်တခြား color နဲ့ဆက်ပြီးတော့ပေါ့နော်အဲကျွန်တော်တို့ဒီလိုမျိုးဆိုလဲအပြာများများတခြား color နဲ့ဆက်ပြီးတော့အနီနဲ့အနက်တွေပြင်ပါတွေ့နော်အင်းအဲ့ဒါမျိုးလေးတွေရှိမှာပေါ့နော်အဲသူတို့ color association ကိုသူ သဘောပေါက်လို့ပြီးလို့တုံးတာပေါ့နော်နောက်ထပ်ကဒီ creative company တွေ marketing လုပ်တယ် digital marketing service ပေးတယ် creative creative ဆိုရင်သူကခရမ်းရောင်က creative ကိုသူကကိုစားပြုအော်အဲ့ဒါဒီလိုပုံစံမျိုးလေးတွေရှိတယ်အဲ့ဒါကြောင့်လားလို့ကျွန်တော်တုံးတာပေါ့နော်ကျွန်တော်ကခရမ်းရောင်နဲ့ပတ်သက်တဲ့အဝေးစားတစ်ခုမှမရှိဘူးကျွန်တော်ခရမ်းရောင်ကြိုက်တာလေ creative သမားတွေဟုတ်ပြပါ ဒါမျိုးပေါ့နောက်နောက်ကအဝါတို့လိမ်မော်တို့ဒါတွေအများကြီးရှိပါသေးတယ်နော်။မအဝါဆိုရင်အကောင်းမြင်စိတ်ရှိတဲ့အမျိုးအကောင်းမြင်စိတ်ကိုဖန်တီးပေးနိုင်တဲ့အမျိုးပေါ့ maybe ကဘာကျော်တဲ့ပြောင် DH share တို့ပါတို့သူတို့ရဲ့အယောင်တွေကအဝါအနီတာတွေနည်းနည်းတုံးထားတယ်။စိတ်ဝင်စားလာပြီ။နည်းနည်းကိုကျော်ကိုကျော်တိလောက် share ပေါ့။နောက်ထပ်လိမ်မော်ရောင်ဆိုလို့ရှိရင်လိမ်မော်ရောင်ဆိုလို့ရှိရင် तू က friendly ဖြစ်တဲ့အမျိုးလိမ်မော်ရောင်ဆိုရင်မလိမ်မော်ရီတို့ပါတို့အဲ့ဒီဟိုမှာရှိတဲ့ crack share လာပါလေအဲ့လိုပုံစံမျိုးတွေမှာ तू အဲ့လိုလိမ်မော်လေးနဲ့တုံးတာရှိတယ်။နောက်တစ်ခုအစိမ်း ်အစိမ့်ရံတော့ peaceful ဖြစ်တယ်။အော်အဲကျမ်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလုပ်တယ်လို့ဘာလို့ဆိုရင်အစိမ့်ရံသုံးတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟိုအာမဆိုရင်ဗာလဲ။ကြောင်ညာသလိုဖြစ်နေမလား။ရွှေအိုးရွှေအိုးဆိုင်နေပိုင်းမှာဆိုသူတို့ရဲ့အစိမ့်သုံးထတာမျိုး။အော်အဲဒါကလာကလာကလာနဲ့ matching လုပ်ထားတယ်ကလာ associate လုပ်ထားတယ်ကလာရဲ့သဘောတဘောကိုသူကနားလည်ပြီးလုပ်ထားတယ်လို့ပြောလို့ရတဲ့ဟာမျိုး။အော်။အင်း။အာနောက်တစ်ခုကခဲအမဲပေါ့။ခဲအမဲဆိုရင်သူက balance ဖြစ်စေတယ်။အခဲမဲမှာဆိုရင်တော့နာမည်ကျော်ကတော့ Apple ပေါ့ Apple ရဲ့ဒီလက်ရှိ logo ကအခဲအမဲအ ခဲရောင်နောက်တစ်ခါလေးမဲရောင်ခဲနဲ့အမဲဆက်တယ်အဲပြီးလို့ရှိရင်ခဲနဲ့ခဲတဝက်အမဲတဝက်အစသဖြင့်ပေါ့နော် Honda ရဲ့ logo လိုမျိုး Mercedes ရဲ့ logo လိုဟာမျိုး Apple ရဲ့ logo လိုဟာမျိုးဒါတွေက balance ဖြစ်စေတယ်ဆိုတာဟုတ်ဟာဒါမျိုးလေးတွေရှိတယ်ကျန်းစိမ်းစားပြရကောင်းတယ်ကျွန်တော်ကျွန်တော်အရောက်မပါသေးဘူးကျန်စိမ်း ဖြူစင်းနေတာသူအရန်ဖြူစင်းနေတာသူအဖြူသိကြဖြူစင်းဟုတ်ကဲ့ဖြူတယ်နော်ဖြူလိုက်တော့ဖြူလေကတော့ဖြူစင်းခြင်းလို့တန်းစင်းခြင်းလို့ဒါမျိုးကောင်းတဲ့ဟာပြောတာကျွန်တော်တခုမှမကောင်းသေးဘူးလေကျွန်တော်နည်းနည်းကောင်းကျင်တာပါကျွန်တော်ကျွန်တော်အယောင်လေးကဘယ်လိုဖြစ်ရောလဲကျွန်တော်ပြောချင်တယ်ဒါသင်ရှားတဲ့ logo တွေပြောတော့သူရဲ့ logo နဲ့အယောင်နဲ့ကဒါမျိုးရှိလို့ပြောတာပါခင်ဗျားတော့ဖြူစင်းပြီးသားပါပြစမှာ Okay ရာကိုကြော်လေကောင်းပါတယ်ပို့ပါပါလိနဲ့ပေါ့အရောင်တွေရဲ့အာအာ ARG မှုနောက်တစ်ခုက logo တွေရဲ့ ဟာဆွမ်းဆောင်နိုင်မှုပေါ့နော်တော့နံပါတ်နဲ့ logo နဲ့ပေါင်းလို့ရှိရင်ပေါင်းစည်းလာရတဲ့အဲဒီဆူစည်းမှုရဲ့အင်အားတွေရဲ့ဒီဇိုင်းတွေရဲ့နာမည်ရဲ့ပြီးတော့အယောင်တွေရဲ့ဒီအားတွေဒါပေါင်းလိုက်ရင်အဲ့ဒီဟာ strength တစ်ခုပဲမှန်တာပေါ့မှန်တာပေါ့ကျွန်တော်တို့ကဒီ company company ဆိုတဲ့ဟာလုပ်ငန်းဆိုတဲ့ဟာကကြောက်ခက်တဲ့လေးတွေနဲ့ဒီဆောက်လို့မမရတော့เนาะ ဟောခုနကဥပမာလေးလည်းရမ်းကြိုက်ပါတယ်ကိုသားသမီးတောင်မှနာမည်လက်လာလေးပေးကြတယ်ဒီလုပ်ငန်းဆိုတာလည်းကိုကမွေးဖွားလိုက်တဲ့အာကိုရဲ့သားသမီးတယောက်ပဲဗောနော်ဆိုတော့အဲ့ဒီနေရာမှာလည်းလူတွေနဲ့အချိုးရှိဖြစ်မဲ့အင်အားကြီးစေတဲ့အာရုပ်ကြည်မှုတွေပေးစေတဲ့ကိုလိုချင်တာကိုကိုလိုချင်တဲ့ message ကိုဗောနော် audience ကိုပေးနိုင်တဲ့အာဒီအယောင်နေနဲ့ logo တွေနဲ့ design တွေနဲ့ပေါက်ဆက်တဲ့နာမည်ဆိုလို့ရှိရင်အတိုက်တက်တော့အကောင်းဆုံးပါဆိုတဲ့အကြောင်းကိုကျော်လည်းပြောပြပါမယ်နော်ကျွန်တော်ကတော့အာကျွန်တော် summarize လုပ်လိုက်တာ မဟုတ်လည်းပြပြောပြီးတော့เนาะနမ်ဖြူရဲ့နေရာမှာကျွန်တော်ကဆရာဆိုတော့ဒီပါကျွန်တော်တို့ပေါ်ပေါ်ပါပြောပြီးမယ်အာတွေးစရာတစ်ခုခုရသွားပါလိမ့်မယ်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်တွေမှာလည်းပြန်ဆုံကြတာပါဆုံပါဟုတ်